မင်္ဂလာပါမိတ်ဆွေတို့ချို့တောင်းဆိုတာလို့ကျွန်တော် Pro 2တွဲအသုံးပြုပုံအခြေခံလေးကို tutorial လုပ်ပေးလိုက်ပါတယ်။ရင်းဆုံးကျွန်တော် Pro 2တွဲကိုဖွင့်ပါမယ်။ကျွန်တော် Pro 2တွဲကိုသုံးဆွဲမယ်ဆိုရင်ကွန်ပျူတာက CPU ကအနည်းဆုံး i5 8GB လောက်ကိုသုံးဆွဲတင်ပါတယ်။သူ့ထက်နည်းရင် အလလုတ်တဲ့နေရာမှာနှေးကွေးတာတွေကြန့်ကြတာတွေဖြစ်နိုင်ပါတယ်။ Standard အနေနဲ့ i5 8GB ကိုသုံးပြီးတော့ အဲ့ထက်ပို့ပြီးတော့ memory 16k လောက်ဆိုရင်ပို့ပြီးတော့သုံးဆွဲရတာပေါ်ပါလာပါလိမ့်မယ်။နောက်ကျွန်တော်တို့ကျွန်တော်သုံးဆွဲမဲ့ socket တွေ MIDI controller ချိတ်ဆက်သုံးမဲ့ဆိုရင် MIDI controller တွေကိုဒီ software မဖွင့်ခင်မှာအရင်ဆုံးချိတ်ဆက်ထားရပါမယ်။ဒီ box ပေါ်လာတဲ့အခါမှာကျွန်တော်တို့ကဒီ project sign in require ဆိုတဲ့နေရာမှာကျွန်တော် session ကိုရွေးလိုက်ပါမယ်။ပြီးသွားရင် name ကိုပေးရပါမယ်။ဒါကျွန်တော် team ရဲ့တခြင်းနဲ့ပဲပါ။ကျွန်တော် test ကိုပဲရေးလိုက်ပါမယ်။ပြီးသွားရင် အောက်မှာ format က AIFF နဲ့ BWF wave ဆိုပြီးရှိပါတယ် wave ကိုရွေးပါမယ်ဒီဘက်မှာကျွန်တော်တို့ sound cut ကထောက်ပံ့ပေးနိုင်တဲ့ format တွေရှိပါတယ် sample rate တွေအဲ့ဒီမှာမှကျွန်တော်48ကိုရွေးထားပါတယ်ဒီဘက်မှာလည်း bit deck ကိုကျွန်တော်24မှာထားထားပါတယ် sound cut ကတော့16 bit ကနေပြီးတော့32 bit floating အထိထောက်ပံ့ပေးနိုင်ပါတယ် IO setting မှာတော့ less ကြီးဝယ်ထားပါမယ် location ဆိုတာကတော့လက်ရှိကျွန်တော်လုပ်တဲ့ဟာကိုဘာမှတိမ့်မလဲပေါ့အဲ့ဒါကိုကျွန်တော် location ကိုယူလိုက်မယ်အဲ့ဒါမှာကျွန်တော်တို့ကချင်းတွေကိုဖန်တီးပြီးရင်ပြန်ရှာဖွေရတာလွယ်ကူမှာဖြစ်ပါတယ်ကျွန်တော်ကတော့စမ်းတတ်တာမဟုတ်လို့ desktop မှာယူလိုက်ပါမယ်မိတ်ဆွေတို့ဆိုရင်တော့ local disk ဒီလိုပါတော့မှာထားသင့်ပါတယ်ပြီးသွားရင်အဲ့ desktop ပေါ်မှာကျွန်တော် folder အစ်တစ်ခုစောက်လိုက်ပါမယ် folder နာမည်ကိုတော့ကျွန်တော် pro 2လို့ပေးလိုက်ပါမယ် Pro 2 test ပေါ့ကျွန်တော်အဲ့လိုနာမည်ပေးလိုက်မယ်ဒီဒီကောင် open ဖွင့်လိုက်မယ်ပြီးသွားရင်အောက်မှာ use current folder ကိုရွေးပေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒီ project မှာတီးသမျှအားလုံးကအဲ့ထဲမှာသွားသိမ်းမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ create ကိုနှိပ်လိုက်လို့ရပါပြီတကယ်လို့ကျွန်တော် producer ဖွင့်တဲ့အချိန်မှာဒီ box ကြီးပေါ်တာကိုမလိုချင်ဘူးဆိုရင်ဒီ show on setup ဆိုတာကိုအမှန်ချက်ဖြုတ်ထားလို့ရပါတယ်အမှန်ချက်ဖြုတ်ထားရင်ဒီကောင်မတက်လာတော့ဘူး ရာကိုဖြုတ်ထားလဲကျွန်တော် fine knee ကိုနေဒီကောင်ပြန်တက်လာမှာပါအဲ့တော့ဒီကောင်ဖြုတ်ထားလဲရတယ်ဖွင့်ထားလဲရတယ်ကျွန်တော်ကဒီတိုင်းပဲထားလိုက်ပါတယ်ပြီးရင် create နှိပ်လိုက်မှာဒီမှာကျွန်တော်တို့ဖွင့်လာပြီ